ုဒီမန်စိတ်ရှိုးအလှည့်တာဝန်ကျသူကတော့အဆိုတော်အင်ဂျိုအင်ဂျာဇယက်ကျူဇယက်ကြာသူများပေးစာကန်းစာတောင်းစာနေရတဲ့တောင်းစာဘဝကနေမကျွတ်လို့သေးတဲ့နော်အမေကျော်တွေးတော်ဘာကြံစည်နေတဲ့အဆိုတော်မိုးရီဖြစ်ပါတယ်ဆရာတွေကတော့များတယ်ဒီကဥမော်ဥမိုးရီယူခဲ့တယ် အမေအခုကျွန်တော်ကြတော့ကျွန်တော်ပုံစံနဲ့ကျွန်တော်သဖင်နဲ့ပုံစံကိုလူတွေကခဲခဏကြတော့မော်ကလိုင်းနဲ့ပါမျိုးဒေါ်လာပါဒေါ်လာအလိုမေးကြအမေဘာမှမတော်ပါဘူးမတော်ပေမဲ့ကျွန်တော်တို့ဒီတက်ကြီးပြေးစရာများတော့ဆိုတော့ကျွန်တော်တို့ကတဆွမ်းနဲ့တက်တစ္ဆာမျိုးသက်တစ်လို့ပဲကိုယ့်ကိုခံယူထားရတဲ့ရောအခုလိုပဲလှူခံလောက်တော့ထွက်ပြေးလာမာရောတလီရဲ့ချစ်စံဘူးတစ္ဆာမောဖောက် တို့လာရောက်အလုပ်ကံချင်းပဲဖြစ်ပါလိမ့်ကျွန်တော်စုတောင်းစကားနဲ့ပီတီစကားပြောရမယ်ဆိုတော့ကျွန်တော်တို့ရဲ့အဖေကြီးတွေကျွန်တော်တို့နားကနေပြောတယောက်ပြီးတစ်ယောက်ရော့မသွားပဲတို့လာပြီးတော့ဖေးဆရာကြီးအတွက်ကျွန်တော်တို့အမြဲတမ်းဖေးမှာအမြဲတမ်းရက်တိပေးပါမယ်ဖေးအတွက်ကျွန်တော်တို့အတွက်တော့ဖေးတို့ကအမြဲတမ်းရှိပေးပါလို့ပဲပြောချင်ပါတယ်ငါတို့ချိန်ကြကအားပေးကြတဲ့ဖေးဆရာကြီးအတွက်ငါတို့လူတိုင်းလိုက်ပြီးဆို ပီတီမျိုးဝင်နှလုံးသွင်းမိုးလီတာကိုရှင်ကနေရာရာကိုလက်ကင်ထားယူမင်းအနည်းငယ်ဆွတ်ချင်းနေတော့ဘဝလိုပါပဲပုံများဒီတန်ရှင်သမီးငယ်လေးဂျိုးကြလေးနော်ဂျိုးကြလေးနဲ့ကျွန်တော်တို့ကျွန်တော်ဟာကလူရှင်တော်ရွှေကြပါဒီကကြတော့မြန်မာနိုင်ငံတကြီးဟာသားပညာရှင်65နှစ်ထက်ဖေဆီယာများတို့လူကန်လေးထွက်လာတယ်။ကျွန်တော်တို့ကတကြီးလူရှင်တော်ဖေဆီယာတွေကတော့များတယ်။ နေဆုံးရှိပါဦးသူ85-80လောက်ရှိတယ်လူကြီးကဒါပေမဲ့ကျွန်တော်တို့လက်ရှိကူးထွက်လာတဲ့လူကန်ကကျွန်တော်လှိုင်းသာယာမျိုးနေကျွန်တော်တို့တကယ်ချင်းဥက္ကဋ္ဌသိန်းစုပါဝင်ပေါ့ကျွန်တော်ကဗနာရှာပွေးမှုပေါ့လူကန်လေးထွက်လာတာလူကန်ထွက်လာဆိုရင်ကျွန်တော်ကစနေတနေ့ဝင်နေပဲထွက်တယ်အလုပ်ပိတ်ရက်လေးပေါ့အဲအဲ့လိုမျိုးထွက်တာထွက်တဲ့ရက်ဆိုတော့ကျွန်တော်10ရက်လောက်တော့ရှိပြီထွက်တာပေါ့ဒီနေ့နောက်ဆုံးထွက်မယ်လို့တော့ဆူဆူလောက်ထိန်းတာကျွန်တော်တို့ရဲ့အဓိကရွေးချက်ကဘာလဲဆိုတော့ကျွန်တော်တို့ ပင်ဆရာမဟုတ်တော့ပင်ဆရာကျဆရာတွေမှာပါတယ်လေအဲ့ပင်ဆရာတွေအတွက်ဆိုတော့အခုလိုမျိုးပါဝင်ခွင့်လည်းရတယ်ကျွန်တော်လည်းရှိကြတော့လိုင်တရာမှာကျတော့ဘာနာရှာပွေးမှုအဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်အခုလိုမျိုးလာရောက်လုံဆောင်ရတဲ့အနေအထားတစ်ခုမှကျွန်တော်ထိုက်စားမသိအောင်ဝမ်းသာတာပေါ့အဲ့လိုမျိုးလေတရားတွေကတော့များတယ်အဓိကဥမော့ဥမိုးတွေယူခဲ့တယ်အဲ့မဲ့အခုကျွန်တော်ကျတော့ကျွန်တော်ပုံစံနဲ့ကျွန်တော်သဘင်နဲ့ပုံစံကိုလူတွေကခဲခဲနဲ့ကျတော့မော်ကလိုင်းနဲ့ပါမျိုးတော်လားပါတော်လဲအဲ့လိုမေးကြတယ်အဲ့မဲ့ဘာမှမတော်ပါဘူးမတော်ပေမဲ့ကျွန်တော်တို့ဒီတကြီးပြင်ဆရာများအတွက်ဆိုတော့ကျွန်တော်တို့ကတဆွမ်းတဲ့ လက်သစ္စာမျိုးသက်တယ်လို့ပဲကိုယ်ကိုခံယူထားရတဲ့ကြောင့်အခုလိုပဲလှူခံလောက်တော့ထွက်ပြေးတာကောင်ကပိုတိုင်းပိုပိုင်းဖွဲ့ထောင်တာဟာတော်ဝင်စတာဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ထောင်ထားပါတော့ကိုယ်ဖွဲ့နေပဲကိုလိုက်တယ်အခုကိုယ်ဖွဲ့ပွဲမရှိတဲ့အခါမျိုးကျတော့ခြေကောက်လေးတွေပေါ့ခြေကောက်ငှားရတော့လိုက်တယ်အဲ့လိုမျိုးလေးပဲအဲကျွန်တော်ဖွဲ့မှာကတော့ပင်တိုင်းဂီတာမူးတက်မှတ်ထားတာဂီတာမူး KB တာဖြိုးပြီးဝိုင်းအစတော့လာပြတော့ရုံးကေတီမေသိအဲပြီးဝိုင်းကျေစင်မိုးထွန်းအဲ့လိုပေါ့တိတိုင်ရှင်တွေကအဲ့လိုမျိုးအများကြီးရှိပါတယ် အဲလူရှင်တော်ကကျွန်တော်တပည့်အားသာလူရှင်တော်ရွှေကြနေကြဆိုပြီးတော့အဲကျွန်တော်တယောက်မအားလို့ရှင်ရှားထုတ်ရခလေးတွေတော့ရှိတော့ပေါ့အခုကကိုရီအမြင်နဲ့ကိုရီလှုပ်ဆောင်ချက်ကတော့ကိုကပီတိပေါ့ပီတိဆိုတာဘာလဲဆိုတော့ကိုဖေးဆရာပေါ့တင်းစီခုနကျွန်တော်ပြောလို့ပေါ့တင်းဆရာမဟုတ်တော့မြင်းဆရာကြားဆရာတွေမှာပါတယ်ဖေးတွေလှုပ်ပြရအတွက်ဟိုဘယ်လောက်ပဲပြင်မဲ့ပြင်မဲ့မိုးရွာလဲထွက်ခါတာပဲလေနေဘူးလဲထွက်ခါတာအဲ့လိုမျိုးကြောင့်ဘယ်လောက်ပြင်မဲ့ပြင်မဲ့အများနဲ့လှုပ်ပြီးသွားမယ်လို့လည်းခံရတယ်နှစ်တိုင်းလှုပ်ပြီးမှာအဲ့လို အဲကျွန်တော်တို့ခုဒီနေ့ဆိုရင်ဒီနေ့မြောက်ဆိုကျွန်တော်15နှစ်ရှိပါဘူး15နှစ်လုံးလုံးကျွန်တော်တော့ချောက်ဟိုကိုတက်နိုင်ဆိုဝင်ဘက်ကပေါ့ကျွန်တော်တို့ကလူရှင်တော်ဆိုတော့ခုလိုမွေပလာပဲခ ਾਇ ရခ ਾਇ ရသချင်းပဲဆိုပြရဆိုပြရနောက်ကဟောပြောလေးနေပဲလဲလဲအဲ့ဒါနေနေရှင်းတတ်နေအားကျွန်တော် အခုကျွန်တော်ဆိုလို့ရှင်ဗျာပွင့်လေးပြောကျွန်တော်အဖေပေါ့အခု၄လပိုင်း25နှစ်ကြီးဆုံးသွားတယ်အဲ့တော့အခုလက်ရှိကြံရှိနေတဲ့အဖေတို့ကျွန်တော်ကွန်ပြီးပါလို့ပဲသဘောထားတဲ့အတွက်သူတို့လေးတွေကိုမြင်တွေ့ရသူတို့တူထမ်းလိုက်တဲ့အချိန်မှာနဲတယ်များတယ်တော့မဟုတ်ဘူးပေါ့ ဟိုမြို့နယ်တီးတီးရနေပြီးတော့ဥက္ကဋ္ဌတွေဖွဲ့ပြီးတော့လူငယ်လေးထွက်ကြတယ်။ဒါလည်းငွေမောက်လေးနဲ့ဟိုတအူးကိုဘလောက်ဆိုတဲ့ငွေမောက်လေးနဲ့လူနှမ်းလဲတဲ့ခါကျတော့သူတို့ရဲ့ပီတီစကားပြောတာလေးကကျွန်တော်တို့ခုလိုလူငယ်ထွက်နေတဲ့အားတော့အားလေးပြန်ဖြစ်သွားတယ်။အဲ့တော့ကြောင့်ကျွန်တော်တို့ကတော့ချက်ပင်မန်းခံမှာပဲ။မြေတန်းနဲ့တော့ချက်ထွက်အောင်။အဲ့ခံစားချက်တစ်ခုရှိတယ်။ကျွန်တော်ဒီမှာနေတာပုံမှာအကြံပုံမှာနေတာပုံမဲလေးမှနေတယ်။မဲလေးမှနေတဲ့ကာလတော့ကိုပေးမှာဒုတိယကိုပေးလိုက်မှာကျွန်တော်အရန်ကိုကျွန်တော်ရွှေချဆိုတဲ့နာမည်ပေးခဲ့တာကဥပေတာကျွန်တော်လူရှင်တော်ပညာကိုသင်ပေးခဲ့တာဥအေယာ ျွန်တော်မလေးမနေတဲ့ကာလမှာဥအေအားဆုံးသွားပြီဆိုကိုရင်းတော့ကျွန်တော်တို့ကလက်ရှိဥက္ကဋ္ဌကိုရင်းတော့ဖုန်းဆက်တဲ့အချိန်မှာကျွန်တော်ဟိုကျွန်တော်ရင်းထဲမှာမရှိအောင်ခံစားရတယ်။လာလို့လည်းမရဘူးလေ။သူကကိုမင်းတိုင်းဆိုတော့လာလို့မရအချိန်မှာကျွန်တော်အကိုကြီးကိုပဲကုငွေလေးလှမ်းလှူပေးတယ်။အဲ့လိုမျိုးလေးခံစားချက်လေးရှိတော့ဟိုဖေးစရာတွေတက်ကြီးလို့တိုးလာတာပဲလိုချင်တယ်။ရော့သွားတော့ကျွန်တော်မိဘတယောက်ရော့သွားတယ်လို့ခံစားရတယ်။ခံစားမှုတော့ရှိတာပေါ့။ရှိတယ်ခင်ဗျ။ရှိတယ်ဆိုတာဒီနေ့ဆိုရင်ပိုဆိုးတယ်။ဒီနေ့ဆိုရင်ကျွန်တော် နေ့ကဆိုကျွန်တော်လုပ်ငန်းစီပြေခဲ့တယ်ပြေခဲ့တဲ့အတွက်ကြောင့်မနေ့ကဆိုရင်ကျွန်တော်လုပ်ငန်းစတော့ဖို့ကားပေါ်စီစဉ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ပဲဦးပြပြဈေးဥပါဥဆိုပြီးကျွန်တော်ကိုယ်တိုင်ကျွန်တော်ပတ်စံ5000ကျွန်တော်လူငွေတွေတန်းထည်လူငွေကျွန်တော်ပတ်စံ5000အရင်တန်းလူတယ်လူပြီးတော့ကိုတော့ကြောက်လူငန်းထွက်လာနောက်နေ့နောက်နေ့များကိုလည်းကိုကိုရဲ့ပတ်စံတယ်ဟိုပဲဦးစီးပြီးတော့ပဲလူကျင်တဲ့စိတ်တော်ပေါ်ပေါက်တယ်ပေါ့အဲ့လိုမျိုးလေးတော့ရှိတာပေါ့ကျွန်တော်စူတောင်းစကားနဲ့ပီတီစကားပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အဖေကြီးတွေကျွန်တော်တို့နားကနေပြီးတော့တယောက်ပြီးတစ်ယောက်ရော့မသွားပဲတိုးလာပြီးတော့ဖေးစရာတွေအတွက်ကျွန်တော်တို့အေအန်အန်ပေးပါအမြဲတမ်းရက်တိပေးပါမယ် အဖေအတွက်ကျွန်တော်တို့အတွက်တော့အဖေတို့ကအမြဲတမ်းရှိပေးပါလို့ပဲပြောချင်ပါတယ်ကျွန်တော်ကပို့လေးပြောချင်တော့ line ပေါ်ပါပဲဖြစ်ဖြစ်ဟိုလူပညာညီကောင်မတော်ရဲ့ဖုန်းဆက်ပြီးလူနေလာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့9လပိုင်း9ရက်နေ့မှာကျွန်တော်တို့အရင်နေ့ဒီနေ့တွေကတော့နေပြီးတော့မှသွားလို့ရတယ်ဒီနေ့ကတော့ရန်ကုန်မှာပဲလို့အဲ့လိုလုပ်တဲ့ပွဲလေးမှာကျွန်တော်တို့ line ပေါ်ပဲဖြစ်ဒီကူကျေးဇူးရှင်ပရိသတ်တွေပဲဖြစ်ဖြစ်ဖေးဆရာများတော့ကိုပါဝင်လူနှမ်းကျင်ပါတယ်ဆိုရင်လည်းဆက်ဆက်လူနှမ်းလို့ရပါတယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူးဘယ်သူ့ပဲဖြစ်ဖြစ်လူနှမ်းပါလို့ type ဖြစ်တယ်